အခြေအနေကတော့အာယုံကျော်စနစ်မကောင်းသေးဘူးဆိုတော့မင်းသမီးကြီးထထမို့ကျွန်မရဲ့အခြေအနေကလားအခုဒီအဲအာယုံကျော်ဒီရဲ့ဥစ္စာတွေကနည်းနည်းလေးပိုဆိုးလာပေါ့။မတက်ကဒီခြေထောက်အချောင်းလေးနှစ်ချောင်းကျိုးထားတာကိုသိနေရှိတယ်။ဒါမှရိုက်ချိတိုက်ကိုရွှေဂျူရီအနုပညာအလုပ်လုပ်နေတဲ့အချိန်မှာသူအနေနဲ့ကျန်းမာရေးအခြေအနေကြောင့်အနုပညာအလုပ်တွေရန်နာထားခဲ့ရပါတယ်။အစာပိုင်းတုန်းကတော့အသေးအခြေအနေသိမကောင်းလို့အနုပညာအလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။အသေးရော ကြောင့်မို့ဆေးကုသနေရနေပြီးတော့တခြားယောဂတွေလည်းတိုးလာခဲ့ပါတယ်။အခုဆိုရင်ထက်တမို့ဦးကအာယုံကြောအခြေအနေလည်းမကောင်းတော့ဘူးလို့ဖွင့်ဟလာခဲ့ရပါခနာကူမှာရှိတဲ့အာယုံကြောတွေကတစ်ခုပြီးတစ်ခုဖြစ်နေလို့သူ့အနေနဲ့စိတ်ဆင်းရဲကိုဆင်းရဲအခြေအနေတွေလည်းဖြစ်နေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆိုရင်တော့တတတ်မို့ဦးကခြေထောက်မှာအနာတရလေးတွေဖြစ်နေရတောင်းသတိမထားနိုင်မိပါဘူး။ခြေချောင်းလေးတွေကဘာမှမထိမိဘဲနဲ့ကျိုးနေကြတာပါ။ ခြေချောင်းနှချောင်းကျိုးနေတာတောင်မသိဘဲနဲ့စစ်စေးကြည့်လိုက်တော့မှသာသိရတာဖြစ်ပါတယ်တမန်ရိုက်ကြည့်လိုက်တဲ့အချိန်မှသာခြေထောက်လေးကျိုးနေတာကိုသိလိုက်တာဖြစ်ပါတယ်။ဂယူမဆိုင်မီရဲ့အတွက်ခြေထောက်ကျိုးတာကပိုပြီးတော့ဆိုးသွားခဲ့တာဖြစ်ပါတယ်။တတမဦးဟာအခုနောက်ပိုင်းမှာသူထိုင်နေရင်တောင်ဘာမှမလုပ်ဘဲနဲ့တစ်ခုပြီးတစ်ခုဖြစ်လာခဲ့ရပါခြေထောက်တွေလက်တွေဆိုလဲအခက်မသိရင်ထိမိနေကြတာပါ။ဒါအပြင်တတမဦးက ခါယိုးမှလည်းဓာတ်နေဖြစ်နေရတာပါ။မကြာခဏဆိုသလိုမှောက်လဲပြီးတော့ကျိုးရာမျိုးတွေဖြစ်နေတတ်တာမို့သူ့အနေနဲ့ကုခဲ့ရတာလည်းများပါတယ်။ငလင်လုံတုံးကလည်းတတ်မို့ဦးက စိန်ဆိုင်မှာ live training ရင်းနဲ့ချော်လဲသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့အချိန်အကြာကြီးဘန်ကောက်မှာစေးသွားကူခဲ့ရပါသေးရဲ့။အစပိုင်းတော့တော့တတမို့ကကျမကြီးမကောင်းလို့စိတ်ညစ်ခဲ့ပါသေးရဲ့။သူအနေနဲ့လက်လျှော့လိုက်တော့မယ်လို့တောင်းဆုံးဖြတ်ထားခဲ့တရားဖြစ်ပါတယ်။ဒါပေမဲ့စိတ်ခွန်အားတွေပြန်ရပြီးတော့ကျမကိုကြိုးစားမယ်လို့ဆုံးဖြတ်ထားတာကြောင့်ဖြစ်ပါတယ်။အခုဆိုရင်တတမို့ကအနုပညာအလုပ်လုပ်ဖို့လည်းပြန်အစဉ်ပြေပြင်ဆင်နေပြီ။ အဲတချို့တွေကတော့ကျန်းမာရေးအခြေအနေကြောင့်ထထမို့ဦးကိုအနုပညာအလုပ်တွေရနာလိုက်တော့မယ်လို့ထင်တာပါဒါပေမဲ့ထထမို့ဦးကတော့အနုပညာအလုပ်ကိုလုံးဝကိုလက်မလွတ်နိုင်ပါဘူးအသက်15နှစ်အရွယ်လောက်ကလေးကအနုပညာအလုပ်တွေလုပ်ခဲ့ရမို့ဒီအလုပ်အပေါ်မှာချစ်တဲ့စိတ်ကများပါတယ်မကြခင်မှာဆိုရင်လည်းခံဘက်ပြန်လုံးမဲ့ရုပ်ရှင်တကားရှိနေသေးရပါဒါမဲ့နေ့ထဲမှာတကူလာပြီးရုပ်ရှင်ကားကြီးကိုယုံကြည်ခွင့်ရတော့မှလည်းဖြစ်ပါတယ်အဲ့ဒီရုပ်ရှင်ထဲမှာတတမို့ဦးက အရန်ကိုပင်ပန်းခဲ့ရတဲ့အတွက်သူတရုပ်ဆောင်တာကိုလူအများကိုခြားပြကျင်တာဖြစ်ပါတယ်။သူရုပ်ရှင်နဲ့လူတွေကိုပြန်ပြီးတော့ဘဝအမောတွေဖြေဖြောက်စေကျင်တာဖြစ်ပါတယ်။တတမို့ကအခုနောက်ပိုင်းမှာခန္ဓာကိုယ်ကအရန်ကိုဝါသားခဲ့လို့ဝေဖန်ခံရတာလည်းရှိပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတတမို့ကလှပအောင်ဝစ်ဆင်ပြီးတော့သူရဲ့ခန္ဓာကိုယ်ကိုပြန်ပြီးတော့ထိန်းသိမ်းလာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ကတတမို့နဲ့ဟိန်ဝိယံတို့လက်ထက်ပွဲကိုလည်းလူငယ်စစံပုံစံလေးနဲ့တက်ရောက်ခဲ့သေးတာဖြစ်ပါတယ်။ မနုပညာလုံးကိုဆက်လုပ်ဖို့ဆိုရင်တော့ဂျမနီမှာဖြစ်မှာမို့တတမိုးကဂျမယိုတေချလေးကယူဆိုင်နေပါတယ်။သမီးလေးဖြစ်သူနဲ့အတူတူနေရဖို့အတွက်လည်းငွေရီရှာဖွေပြီးတော့စုဆောင်နေရဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင် သမီးစလုံးဝတီထက်ကလည်းမိခင်ပေါ်မှာတိတက်လိမ့်မှာပြီးဖြစ်တာကြောင့်တတမိုးအတွက်ကတော့စိတ်ချမ်းသာစရာအပြည့်နဲ့ဖြစ်နေရပါ။အနုပညာအလုပ်ပြန်လုပ်တော့မယ့်တတမိုးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ 谁？<laughs>